ဟယ်လိုအားလုံးပဲမင်္ဂလာပါဘောပေါ်မချင်းကနေကြိုဆိုပါရစေဆိုတော့29ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းအစုံအလင်းကိုကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့ဒီနေရာမှာတော့အပြောင်းရွှေ့ကာလကလည်းကျွန်တော်အသင်းကိုယ်စီကအလုံးလုံးနေကြပြီဒါဆိုတော့ကျွန်တော်ဒီကလပ်ဝေါ်ကကလည်းလာဖို့ရှိတယ်ဆိုတော့အဲ့ဒီအမီကစားမားတွေကိုခေါ်ယူဖို့ကြိုးပမ်းနေကြတဲ့အသင်းတွေကိုစီရှိတဲ့နေရာမှာပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်လို့ကစိတ်ဝင်စားဖို့ပူကောင်းလာတယ်ပေါ့နော်ဒီနေရာမှာပထမဆုံးအနေနဲ့ သူတို့လက်ရှိဖီယိုရင်တီးနာရဲ့ဂိုသမားဖြစ်သူဒေးဗစ်ဒီကီယာကိုတော့မိုနာကိုအသင်းရဲ့ဘက်ကခေါ်ယူဖို့အတွက်ပြစ်မှတ်ထားနေတယ်ဆိုပြီးတော့ဖက်ဘရီဇိုရိုမနိုက report လုပ်လာတယ်။ဒါအပြင်မိုနာကိုဟာဂိုသမားနေရာအပြောင်းလဲလုပ်ဖို့ကြိုးပမ်းနေတဲ့နေရာမှာဒီကီယာရဲ့ပြီးခဲ့တဲ့ရာသီရဲ့ဖီယိုရင်တီးနာမှာပြသခဲ့တဲ့လက်စွမ်းတွေကိုအင်မတန်သဘောကျနေတယ်။ဆိုတော့ဒီကီယာဒီမိုနာကိုရဲ့အဓိကပြစ်မှတ်ဖြစ်တယ်ပေါ့နော်။ဒါအပြင် လာမယ့်ရက်ပိုင်းမှာမိုနာကိုရဲ့ဘက်ကဒီကီယာကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အမှန်ကန်ထိရောက်တဲ့ ကျူးပန်းမှုတွေကိုမြင်လာရနိုင်ခြင်းရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒီလိုဆိုလိုပဲကျွန်တော်လက်ရှိမိုနာကိုလိုပဲလက်ရှိသူကစားနေတဲ့ဖီယိုရင်တီနာရဲ့ဘက်ကလည်းတီဂီယာကိုနောက်ထပ်တက်တန်းတိုးနိုင်ဖို့အတွက်အမှန်ကန်ကျူးပန်းနေတယ်။သူတို့ရဲ့ပထမဆုံးဒီတရက်တနည်းစာချုပ်အတော်အတွင်းမှာတီဂီယာဟာအင်ပဒန်ကောင်းမွန်လို့နဲ့လက်စွမ်းတွေပြတာအပြီးမှာလက်ရှိဖီယိုရင်တီနာရဲ့ဘက်ကတော့2028ခုနှစ်ဂျွန်လအထိတက်တန်းရှိတဲ့စာချုပ်ကိုတိုးနိုင်ဖို့အတွက်ကြိုးစားနေတယ်။ ကစားမဖြစ်သူရဲ့ဘက်ကတော့လက်ရှိမှာဘာဆုံးဖြတ်ချက်မှကျွန်တော်မချရသေးပြီမဲ့ဟိုဖီယိုရင်တီနာရဲ့ဘက်ကတော့ chance ပိုရှိတာဗောလေဖီယိုရင်တီနာကဘယ်အသင်းကမှန်ဒေးဗစ်တီဂီယာကိုကျွန်တော်တို့မခေါ်ချင်တဲ့အခြေအနေမျိုးမှာသူတို့ခေါ်ထားတယ်တနှစ်စာချုပ်ကျွန်တော်ချုပ်ခဲ့တယ်ဒေးဗစ်တီဂီယာကလည်းအကောင်းဆုံး performance ဒီကျွန်တော်ပြပြီးတော့ဖီယိုရင်တီနာအတွက်ဒီလက်ရှိ conference league ဒီမှာတကယ်အခြေအနေကောင်းအောင်သူကူညီပေးနိုင်ခဲ့တယ် ဆိုတော့လက်ရှိမှာ2028ခုနှစ်တီဖြူနေတီနဲ့ဟာထပ်ပြီးတော့ကျွန်တော်တက်တန်းတူဖို့ရှိတယ်ပေါ့လေဒါပေမဲ့လို့တခြားကလပ်အသင်းရဲ့ဘက်ကစိတ်ဝင်စားမှုတွေပေါ်မှာမူတည်ပြီးတော့ကစားမဖြစ်သူရဲ့ဘက်ကလည်းစာချုပ်နဲ့ပတ်သက်လို့နောက်ထပ်ရူဒာအတင်းတစ်ဖဲဖြစ်ဖြစ်လက်ရှိဖီယိုနီတီညမှာဆက်နေသွားတာမျိုးပဲဖြစ်ဖြစ်ဆုံးဖြတ်သွားမယ်အချိန်ဒီမျိုးပါဆိုတော့မိုနာကိုရဲ့ဘက်ကလည်းအမှန်ကန်ကျူးပန်းလာမယ်ဆိုတော့ဒေးဗစ်တီဂီယာဒီပြင်သစ်ကိုပြောင်းရွှေ့သွားမလားဒါမှမဟုတ်လက်ရှိအီတလီမှာပဲဆက်ပြီးတော့နေပြစ်မလားဆိုတာကျွန်တော် လိုင်းတာတကူကြီးတို့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါ။ဒါအပြင်ကျွန်တော်တို့ Manchester City ရဲ့ဘက်ကတော့ကွန်လင်ကစားမဖြစ်တဲ့ AC Milan နဲ့ Netherlands ရဲ့ဒီကစားမဖြစ်သူ Reina ကိုအမှန်ကန်ခေါ်ယူဖို့အတွက်ကြိုးပမ်းမှုပါ။အချိန်မြင့်လှုံ့ဆော်လာပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ CD ရဲ့ဘက်ကတော့ဒါမင်းနွေရာဒီအပြောင်းအရွှေ့မှာသူတို့အနေနဲ့ကွန်းလေကိုအမှန်ကန်အားဖြည့်ချင်နေတယ်။ AC Milan မှာစွမ်းဆောင်ရည်ကောင်းနေတအားပြနေတဲ့ Reina နဲ့ပတ်သက်ပြီးတော့လေ Guardiola ဟာသဘောကျနေတယ်လို့ Exama ဖြစ်သူရဲ့အပြောင်းအရွှေ့ကိုလည်း ခက်မြန်မြန်သူတို့အလုပ်လုပ်စေချင်တယ်ပေါ့အထူးသဖြင့်တော့ကျွန်တော်အနေနဲ့ဒီကစားမပြီးသူတို့ကလပ်ဝေါ်ကက်အတွက်လည်းသူတို့အမိလိုချင်တဲ့သဘောမျိုးပါဆိုတော့ AC Milan နဲ့ပတ်သက်ပြီးတော့သူတို့တွေအမှန်ကန်တွန်းအားတွေပေးနေတယ်ဒါအပြင်နှစ်သိန်းကြားထဲမှာလည်းအလုပ်လုပ်ဆောင်မှုတွေစပြီးတော့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ Rainer သည် Manchester City ရဲ့အဓိကပြစ်မှတ်ဖြစ်တယ်ဆိုတော့ထိရောက်တဲ့အပြောင်းအရွှေ့လှုပ်ဆောင်မှုတွေကိုမကြခင်တွေ့ရတော့မယ့်အခြေအနေမျိုးပါနောက်ထပ်သတင်းကတော့ကျွန်တော်တို့ဘရာဇီးနီးပြားအသစ်ဖြစ်လာတဲ့ Carlo Ancelotti ကတော့ လာမယ့်နိုင်ငံပွဲစဉ်တွေအတွက်ကစားမရွေးချယ်မှုစီးရင်တွေကိုတင်ဒီတင်ရွေးချယ်မှုတွေပြုလုပ်ခဲ့တဲ့နေရာမှာ Manchester United ရဲ့ကစားသမားဟောင်းနေဖြစ်ကစားမဟောင်းဖြစ်တဲ့ Anthony Santos လည်းရွေးချယ်ခံခဲ့ရတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ Anthony Santos က Manchester United မှာအကုန်တိုင်ပက်ပြီးတော့ Brazil လက်ရွေးစင်အသင်းကနေပြီးတော့သူ့အနေနဲ့ရွေးချယ်ခြင်းမခံရတော့ဘူး။ဒါပေမဲ့လို့ United ကထွက်ပြီးတော့ ကျွန်တော်ဘက်တစ်ကိုအငှားသွားကစားတဲ့အချိန်မျိုးမှာ real ဘက်တစ်မှာတော့တကယ်ကောင်းတဲ့ performance တွေကျွန်တော်မြင်ရတယ်နော်တကယ်ကောင်းတဲ့ performance တွေကျွန်တော်မြင်ရတယ်ဒါအပြင်ဒီဘက်တစ်မှာအဲ့လိုမျိုး performance ကောင်းနေပြပြီးတော့ Ancelotti ရဲ့လက်ရှိ Brazil လက်ရွေးစဉ်အသင်းမှာပြန်ပြီးတော့ယူရတာခံရတာပဲဒါ Anthony Santos တွေ့တော့တည်င်းကောင်းပေါ့လေအရာအားလုံးကဖီအားအောင်ရောက်နေပြီးတော့အကုန်တိုင်ပက်နေရတဲ့အချိန်မှာဘက်တစ်ကကျွန်တော်ခေါ်သွားပြီးတော့ဘက်တစ်မှာ performance ကောင်းနေလုံးလုံးမတူတာတွေပြသပြီးတော့လက်ရှိကစားသမားက လုံးဝမတူညီတဲ့အန်တိုနီဆန်တိုဖြစ်ကျွန်တော်မြင်နေရတယ်။ဒါကြောင့်အန်အန်ချလော့တီရဲ့အောက်မှာဘရာဇီးတွေပြန်ကစားခွင့်ရတော့မယ်။နောက်တစ်ယောက်ကကက်ဆီမေရိုပါလက်ရွေးစင်တင်းကနေပြီးတော့အယူးချင်မခံရတာသူလည်းပဲတော်တော်ကြားနေပြီ။ကျွန်တော်လက်ရှိအန်ဆလော့တီရဲ့လက်အောက်မှာတော့တပယ်ဟောင်းကက်ဆီမေရိုကိုသူပြန်ပြီးတော့ယူးချေတယ်ပေါ့လေ။ကက်ဆီမေရိုကတော့ကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်နဲ့အမိုရီရဲ့လက်အောက်မှာတကယ်ကောင်းတဲ့ performance တွေကိုသူပြန်ပြပြီးတော့အခုလိုပြန်ပြီးတော့ယူးချေခံရတာသူတပင်အန်ကက်ဆီမေရိုအနေနဲ့ ပြီးတော့မနေ့ Ambulin ရောက်စားကတော့သူတော်တော်လေးကိုနေရာရဖို့ယုံကင်ခဲ့ရတဲ့ Ambulin ကလည်းနေရာမပေးဘူးပြီးနောက်ပိုင်းမှာကစားမဖြစ်သူကိုအကောင်းဆုံးပုံစံရအောင်ပြန်ကူညီပေးနိုင်အပြီးမှာ defensive midfield မှာ Casemiro တို့ဒီအရေးပါတဲ့ကစားမတစ်ယောက်ဖြစ်လာတဲ့အဲဒါကြောင့်ပဲဘရာဇီးကပြန်ပြီးတော့ရွေးချယ်သွားတယ်ဆိုတော့ Casemiro Anthony Santos တို့ကိုကျွန်တော်တို့ဘရာဇီးလက်ရွေးစင်အသင်းမှာပြန်ပြီးတော့မြင်ရပါတော့မယ်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ရိတ်တဲ့ Cristiano Ronaldo ပေါ့လေ Cristiano Ronaldo ကတော့ကျွန်တော်တို့ ဒီလက်ရှိဒီလာမယ့်ဂျွန်လ30ရက်နေ့ဆိုလို့ရှိရင်အယ်နာဆာနဲ့စာချုပ်တက်တန်းကုန်ပါပြီစာချုပ်တက်တန်းကုန်ပြီဆိုတော့အယ်နာဆာမှာပဲကျွန်တော်ဆက်ပြီးတော့ရှိမှာလားဒါမှမဟုတ်ဆိုလို့ရှိရင်ကစားမကတခြားအသင်းကိုပြောင်းသွားမလားဆိုတာအင်မတန်ကိုကျွန်တော်နေနဲ့စိတ်ဝင်စားဖို့ကျွန်တော်ကောင်းပြီနော်ခရစ္စတီယာနိုရိုနယ်ဒိုကိုယ်တိုင်ကတော့ဘယ်လိုပြောမလဲကျွန်တော်အမျိုးမျိုး tweet စီနိုင်တဲ့ social media post တခုကိုကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းလို့အယ်နာဆာမှာသူစွမ်းဆောင်ရေးကောင်းကြီးပြအပြီးမှာ ရိုဒါနောက်ထပ်အဝါကိုပြောင်းနိုင်မလားကျွန်တော်ကြည့်ရမှာပဲခရစ္စတီယာနိုရိုနယ်ဒိုဘယ်ပြောင်းသွားမလဲပေါ့ရိုနယ်ဒိုဟာကျွန်တော်တို့ sorry pro league မှာဆိုလို့ရှိရင်နှစ်နှစ်အတွင်းနှစ်ကြိမ်ဆိုသလိုဟိုပြောရဲ sorry pro league ရဲ့ golden boot golden အများဆုံးရွှေဖိနစ်ဆုကိုယူနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ပါဒါပြင် club အနေနဲ့လည်းသူဟာ club career ကို98ရာထိကျွန်တော်တွင်းထားပြီးတော့နော် career total မှာဆိုလို့ရှိရင်936ခုထိတွင်းထားတယ်တိုက်စစ်မှာတွင်းခုနဲ့ပတ်သက်လို့ရှိရင်အခုချိန်ထိပြောစရာမလိုသေးတဲ့ခရစ္စတီယာနိုရိုနယ်ဒို တို့လက်ရှိ sorry မှာပဲဆက်ပြီးတော့နေမလားတခြားကလပ်တင်းတွေရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းသွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါခရစ်စတီယာနိုရိုနယ်ဒိုဟာ sorry ကို2023ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာရောက်ခဲ့ပြီးတော့လက်ရှိ2025ခုနှစ်ဂျွန်လ30ရက်နေ့ဆိုလို့ရှိရင်တက်တန်းကုန်မှာအဲဆိုတော့ချန်ပီယံလိလည်း5ချိန်ရထားတဲ့ North Fever Club ဘောကလည်း4ချိန်ဒီကျွန်တော်တို့ရထားတဲ့เนาะ Blondie ရောလည်း5ချိန်ရထားတဲ့ဆိုတော့ Euro Bla လည်းကျွန်တော်တို့2ချိန်ရထားတဲ့ ဆိုခရစ်စတီယန်ရိုနယ်ဒိုကိုကျွန်တော်တို့ဒါဘယ်သူကခေါ်မလဲတခုတော့ရှိတာပေါ့လေကစားမပြည်သူကအသက်40ပေါ့တိုးတိုးလည်းပဲအသက်40ဆိုပြီးမဲ့လေလို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲရိုနယ်ဒိုဟာရိုနယ်ဒိုဖြစ်နေတော့မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ခရစ်စတီယန်ရိုနယ်ဒိုရဲ့နောက်ထပ်ပေါ့နော် chapter တစ်ခုကဘယ်မှာမြင်ရမလဲကျွန်တော်ကြည့်ရတော့မှာပါဆိုတော့ခရစ်စတီယန်ရိုနယ်ဒိုကိုဘယ်မှာကစားတာမြင်ရလိမ့်မယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးရပါအောင်နောက်တစ်ခုကတော့ဘာစီလိုနာအတွက်တရင်ကောင်းပေါ့လေဒါ အားလုံးနဲ့မျှော်လင့်ထားတဲ့အရာမျိုးပါ။ဘာစီကတော့လက်ရှိလူငယ်တောင်ပန်စားမဖြစ်တဲ့လမီယံမေကိုတတန်းတိုးနိုင်တော့မှာပါ။နောက်သူရဲ့အေဂျင့်ဖြစ်တဲ့ဒါဂျော့ဂျ်မန်တက်ကလည်းလက်ရှိကျွန်တော်ဘာစီလိုနာအားကစားဒါရိုက်တာဖြစ်တဲ့ဒီကူနဲ့ဒါတွေအလုပ်လုပ်ဆောင်နေပြီးတော့လက်ရှိမှာဆိုလို့ချင်း6နှစ်စာချုပ်တတန်းတိုးဖို့အတွက်ကျွန်တော်ဒါလှုပ်ဆောင်နေတယ်။ဆိုတော့2032ခုနှစ်ထိ2032ခုနှစ်ဇွန်လ31ရက်နေ့ထိတတန်းရှိတဲ့စာချုပ်ကိုချုပ်ဖို့အတွက် agreement ပေါ့နော်ကျွန်တော်ဒါရသွားပြီ။ ဆိုတော့မကြခင်မှာယမဲဟာတက်တန်းတိုးနိုင်တော့မှာပါဘာစီလိုနာနဲ့ဘာစီတို့ကကျွန်တော်တို့လက်ရှိလူငယ်တွေထဲမှာဆိုလို့ရှိရင်အရင်အကောင်ဆုံးလူငယ်ကစားမလို့ကျွန်တော်ပြောရမလားယမဲနဲ့ပတ်သက်လို့ဒီအသက်အရွယ်နဲ့တလောက်ထိလှုပ်ပြနေတဲ့အခြေအနေမျိုးမှာဘာစီကနေကျွန်တော်တို့เนาะအဆင်မပြေတာမျိုးတွေထွက်မှာမျိုးတွေကျွန်တော်တို့လုံးဝတွေးရမလို့ဘူးဒါကြောင့်အမီယာမဲကိုပါစီလိုနာရဲ့ဘက်ကတော့တက်တန်းတိုးနိုင်တော့မှာပါဘာစီအတွက်တော့အင်မတန်ကိုကောင်းတဲ့သတင်းပေါ့လေသူတပင်းကတော့ဒီလိုကစားမမျိုးကိုသူတို့လက်လွတ်ဖို့ကျွန်တော်မရှိဘူး ဆိုတော့ aging ကလည်း hockey mandate ဆိုတဲ့အခြေအနေမျိုးမှာအရာအလုံးကအဆင်ပြေပြီးသားကျွန်တော်ဖြစ်နေမှာဆိုတော့ဘာစီဘက်ကတော့သူတို့ Ansu Fati တို့ဘာတို့ကိုလည်း Monaco ထံအငှားလက်လုံးမဲ့တင်းနေကျွန်တော်ထွက်နေတော့အဲ့ဒီတင်းနေတော့ကျွန်တော်စောင့်ကြည့်ရမယ်အခုကတော့အရေးကြီးသောအနေနဲ့ရာမဲကို6နှစ်စာချုပ်တက်တန်းတိုးနှံဖို့လည်းသူတို့ကြိုးပမ်းနေတယ်ဆိုတော့ညီကလေးအနေနဲ့ရောရာမဲအနေနဲ့ရာမဲအနေနဲ့ဘာစီလိုနာမှာတက်တလုံးရှိသွားမယ်လို့ညီကလေးထင်ကြလား Cristiano Ronaldo ဘယ်ကိုပြောင်းသွားမယ်ထင်ကြလား အန်တိုနီဆန်တိုစ်တို့ကက်ဆမီရိုတို့ဘရာဇီးလက်ရွေးစင်တင်မှာပြန်ယူချေခံရတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးချီချူအပီတဲ့ညီကိုများလုံးကိုကျေးဇူးများရေးတင်ပါတယ်